Hello guys, Stonex မှာကြည့်စုပါရယ်။အရှိမပရိတ်တို့အကြိုက်တွေးခဲ့ကြတဲ့ဆေးရှုပြီးတော့ပြဲသွားတဲ့ Superman comic တီအဆက်ထွာလာခဲ့ပါပြီ။ဒီ comic ဇလန်ဖန်တီထားပုံကရည်ရတဲ့ fan ဖြစ်တဲ့တရက်မှာ Superman တယောက်အာကာသာတွေကိုမျောလာတဲ့ခရမ်းရောင်၊နတ်ပြာရောင်၊အမဲရောင်နဲ့ Rainbow သက်တမ်းရောင် Kryptonite အရောင်အသစ်၄ခုကိုရှာဖွေတွေ့ရှိသွားတဲ့အခါမှာထိုနည်းတူရန်သူတွေကလည်းရှာဖွေတွေ့ရှိသွားခဲ့မယ်ဆိုရင်သူ့ဘော်ကိုအတုံးပြူလာပြီဆိုရင်ဒီအရောင်တွေကဘလို့အစွမ်းသက်သည်ရှိလဲ။ဘာတွေဖြစ်မလဲ၊ဘလို့ effect တက်ရောက်မလဲဆိုတာကိုသိရအောင်အတွက် ဆူပါမန်ဒီဘတ်မန်ကိုအနာကိုခေါ်လာပြီးတော့ဘော်ဒါဘော်ဂျွန်းနှစ်ယောက်စမ်းသက်ကလီကြတဲ့ဇလံမျိုးဖြစ်ပါတယ်။ရှေ့ပိုင်းမှာဆိုရင်ဆူပါမန်ဒီခရမ်းရောင်ခရစ်တိုနိုင်နဲ့ထိတွေ့မိသွားတဲ့အခါမှာစေဗီယာလိုပြဲသွားတယ်။အချိန်ကနေပြီးတော့ချောထွက်သွားရင်အရှိရောက်လိုက်အနောက်ရောက်လိုက်တွေဖြစ်ကုန်ပြီးတော့တိုင်ပတ်သွားခဲ့ပါတယ်။အခုအပိုင်းမှာဆိုရင်တော့ဒုတိယခရစ်တိုနိုင်နတ်ပြရောင်ခရစ်တိုနိုင်နဲ့ထိတွေ့မိတဲ့အခါမှာဆူပါမန်ကကိုက်ဂျူးမွန်စတာကြီးတွေလိုအကောင့်အကြီးကြီးဖြစ်သွားလိုက်ပါတယ်။ဘတ်မန်တယောက်လည်းခေါင်းပြီးတောက်ပြီးတော့လိုက်လံဖြည့်ရှင်းရပြန်ပါပြီ။ဘတ်မန်ရဲ့တွေ့ချက်မှုအရာဆိုရင်ဆူပါမန် န်ဒီ25မိနစ်တိုင်းကိုလေးလက်မှနှုံနဲ့ကြီးထွားနေတယ်။အခုဆိုရင်တော်တော်တော်မှကြီးနေပြီးစူပါမန်တယောက် Fortress တဲမှာတော့မှခေါင်းကခေါင်းမိုးနဲ့ထီတော်မယ်ဆိုတာကိုစိုးရိမ်နေရပါတယ်။ဒီနှုံအတိုင်းဆိုရင်စူပါမန်ကမကြခင်မှာမိုးဝထီတော်မယ်။ဒီအကောင်ကြီးရဲ့ဒုက္ခကိုကြည်ရင်နဲ့ Batman ဒီ computer တွေပေါ်မှာဘလို့ပြန်ပြီးတော့ကုသရမလဲ၊ပြောင်းလဲရမလဲဆိုတာကိုအပြေရှားဖော်ထုတ်နေပါတယ်။ Batman က idea တခုတော့တွင်းမိတယ်။အခုနတ်ပြရောင် Crypto Knight နဲ့အမဲရောင် Crypto Knight လက်လက်တွေပါဝင်နေတဲ့ Crypto Knight ဒီ Stretcher နဲ့ Molly Jew တွေအာနိ သင်တွေကအတူတူပဲဖြစ်တယ်ဆိုပြီးတော့တွေ့နေရတယ်။ဒူဆန်နာကတော့လုံဝကိုပြောင်းပြန်စောက်ထိုးကြီးဖြစ်နေခြင်းပဲ။ Superman ကဒါဆိုရင်အမေရောက် Crypto Knight နဲ့ထီရင်ငါကတဖြည်းဖြည်းအရွယ်အစားသေးတော့မှလားငလက်မလေးလိုဖြစ်အောင်အတိသေးတော့မှဟုတ်လားဆိုပြီးတော့မေးမြန်းလိုက်ပါတယ်။ဒီအတွက်လည်း Batman မှာတိကျတဲ့အဖြစ်ရှိမနေသေးဘူး။သူဒီအချိန်ယူရအောင်မဲစမ်းတက်မှုတွေလုပ်ရအောင်မဲ Superman အတွက်ဘာအန်ဒီရယ်မှဖြစ်သွားစီမှာကိုသူလှုပ်လိုက်လို့မရဘူး။ပို့ပြီးတော့ဆိုရာက Superman တယောက်ဒီလိုအကောင်အကြီးကြီးဖြစ်နေတဲ့အချိန်မှာစိုးသွားတာမျိုးလူဆိုးဖြစ်သွားတာမျိုး ိုးဆိုတဲ့ risk ကိုသူကယူလို့မရဘူး။ bad အချိန်ကလည်းမရတော့ပြန်ဘူး။ superman ရဲ့ခေါင်းကခေါင်းမိုးကိုထိနေပြီးကြောက်အဆိုင်အခဲလေးကိုပါဖောက်ထွက်သွားပြီးနောက်ဆုံး fortress ကြီးကနေပြီးတော့ခြေတွေလက်တွေခေါင်းတွေဖောက်ထွက်တဲ့အထိအကြီးကြီးဖြစ်သွားတဲ့အခါမှာတော့ batman လည်းအ мян ခွေးကိုချီပြီးတော့ကျိုးနဲ့ထွက်ပြေးလာလိုက်ရပါတယ်။အခုဆိုရင်သူက superman ကိုစကားပြောဖို့အတွက်တောင်မှလေရင်ပြန်ပေါ်ကနေပြီးတော့ကြည့်ပြီးတော့ပြောနေရပြီ။ဒါတော့မှဆက်ပြီးတော့သူတို့ရဲ့ candy စိုးနေတော့မယ်။ batman ကအခုဆိုရင်စစ်ဆေးမှုတွေကိုလုံးမရတော့တဲ့အပြင် superman ကဒါဒီထက်ပိုပြီးတော့ကြီးလာမယ် ယ်ဆိုရင်ကဘာစစ်တပ်အဖွဲ့အစည်းတွေကဂျိုဒူးတွေပေါ်ကနေပြီးတော့ကြီးလိုက်တဲ့အခါမှာ Giant Monster ကြီး Kaiju Monster ကြီးလို့တွေးထင်ကြပြီးတော့လာရောက်တိုက်ခိုက်ကြလိမ့်မယ် Superman ကိုမကောင်းဆိုးဝါးကြီးဆိုပြီးတော့တွေးထင်ကုန်ကြပါလိမ့်မယ်ဆို Superman လုံနိုင်တာဒီ Two Metropolis မြို့ကိုတွားမယ်သူကိုနားလည်နိုင်မဲ့သူရဲ့စော်နဲ့တငယ်ချင်း Louis နဲ့ Jimmy တို့ကိုတွားပြီးတော့အဖြစ်အပျက်တွေအားလုံးကိုရှင်းပြလိုက်မယ်ဆိုရင်သူတို့ဒီအကောင်းဆုံး Journalist တွေဖြစ်တဲ့အတွက်သူတို့ရေးပေးတဲ့သတင်းကြောင်း Superman ကိုလူတွေဒီမကြောက်ကြတော့ဘဲနဲ့စစ်တပ်တွေကလည်းမတိုက်ခိုက်ကြတော့ဘဲနဲ့ဘ တ်မန်အဖြစ်ရှာနိုင်မဲ့အချိန်တစ်ခုအထိအေးဆေးနေလိုက်လို့ရမယ်ဆိုပြီးတော့တွေးမိရဲ့ဒီတစ်ခါတော့စူပါမန်ကပြန်ပြီးတော့အနိုင်ကျင့်ပြီးဘတ်မန်ကဆရာကြီးဆိုတဲ့အတိုင်းဆရာကြီးခေါင်းပေါ်ကိုအကုန်ပြစ်တင်လိုက်တယ်ခရစ်တိုနိုက်အမဲအောင်ကိုအသုံးပြုပြီးတော့သူ့ကိုပြစ်လို့ရမယ့် Kaiju size အမြောက်တစ်ခုကိုတီထွင်လာပြီးတော့သူ့ကိုမျိုးလက်ကောင်မှလာပြစ်ပေးဖို့အတွက်ကိုအကူအညီတောင်းရင်းစူပါမန်ဒီမက်ထရိုပိုလစ်မြို့စီကိုပြန်ထွက်လာလိုက်ပါတယ် Fortress တဲကိုပြန်ဝင်ပြီးတော့စမ်းတမ်းမှုတွေမလုပ်ခင်မှာဖြစ်နိုင်တဲ့ပောက်ကွေရတွေကိုကြိုပြီးတော့တွတ်ထားတဲ့ဘတ်မန်ဒီ Wonder Woman ကိုချက်ချင်းပဲဆက်တွေ့လိုက်တယ် အသေးစားအတင်းတစ်ခုကိုအ мян ဖွဲ့ပြီးတော့ Metropolis မြို့စီကို Superman စီကိုအ мян မဲလိုက်သွားလိုက်ကြဖို့အတွက်ကိုအမိန်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့မြို့ရဲကလူတွေတီအလုံယုံခန်းတွေကလူတွေတီပြတင်းပေါက်ကနေပြီးတော့ကြားရတဲ့အတန်အကျဲကြီးကြောင့်မြင်ရတဲ့ Superman အကြီးကြီးမြို့သားတွေရေမကြောက်ကြပါနဲ့ဆိုတဲ့စကားကြောင့်အကုန်လုံးကကြောက်လန့်ကုန်ကြပါတယ်။ Superman ကတော့ထုံးစံအတိုင်းတကယ်လူကောင်းပဲ။မြို့ရဲကလူတွေကိုသူဒီ Kryptonite နတ်ပြရောင်နဲ့ထိမိခဲ့တဲ့အတွက်အခုလိုမျိုးအကောင်အကြီးကြီးပြောင်းလဲသွားနေတာဖြစ်ကြောင်းရခင် Superman ပဲဖြစ်လို့ကြောက်စရာမ ရှိကြောင်း NDA ပေးမှာမဟုတ်ကြောင်းတို့ကိုထိုင်ပြီးတော့ရှင်းပြနေပါတယ် and of course မြို့ထဲမှာ superman ကိုမြင်ရပြီဆိုတာနဲ့ lex luthor တယောက်ကလည်းဘလို့ထုတ်ခပေးရမလဲဆိုတာကိုအကြံထုတ်ပြီးနေပါပြီသူဒီ mexico ကခန္ဓာရာထဲမှာတိတ်တိတ်လေးချက်ပြုတ်နေတဲ့သူရဲ့ plan chemo ဆိုတဲ့ဓာတုသတ္တိကြွ ေယာမအကောင်ကြီးကိုလွတ်ပေးလိုက်တော့ဖို့အတွက်တပည့်တွေကိုအမိတ်ပေးလိုက်ပါတယ်တပည့်တွေကဒီအကောင်ကြီးရဲ့ဓာတုတတိကြွမှုဒီရှာနိုဘယ်မြို့၅ခုစာလောက်ရှိတယ်ပဝင်းကျင်အတွက်ဒုက္ခတွေပြဿနာတွေအများကြီးဖြစ်ကုန်မယ်ဆိုတာကိုတတိပေးနေသေးတယ် Bad Luck ရဲ့အမြင်မှာတော့ Superman နဲ့ Giant Monster ကြီးတို့ကမြို့ထဲမှာတိုက်ခိုက်ကြပြီးပဝင်းကျင်ကိုထိခိုက်ပျက်စီးစေခြင်းဆိုတာကပိုပြီးတော့အရေးကြီးတယ်ဒီတော့လွတ်လိုက်ကွာဆိုပြီးတော့နောက်ဆုံးအမိတ်နဲ့ခိုင်းလိုက်တဲ့အခါမှာတော့တတဝါကြီးကလည်းထလာပြီး Metropolis မြို့စီကိုတရွေရွေနဲ့ရှောက်လာနေပါပြီတို့ပင် မဲ့ဒီလောက်ထိရိုးရှင်းရင်လည်းသူဒီ Lex Luthor ပဲဟုတ်မလဲစူပါမန်ကတနီနီနဲ့ပတ်ဝန်းကျင်မှာပြက်စီးအောင်တတဝါကြီးကို safe အဖြစ်ဆုံးတိုက်ခိုက်မယ်ဆိုတာကိုနားလည်ထားပြီးတော့ဒါကြောင့်သူကချက်ချင်းမဲ့အစိမ်းရောင် Battle Armor ကိုဝစ်ဆင်လိုက်ပြီးလက်မပါတဲ့အမြောက်ထဲကို Special ဒုံးကြီးတစ်ခုထည့်ထားပေးဖို့အတွက်တပည့်ကိုပြောလိုက်တယ်တပတ်မျိုးထဲမှာ Helicopter နဲ့လာတွေ့တဲ့သူရဲ့ Saw ကို Interview ဖြေပေးနေတဲ့ Superman ကိုလာပြီးတော့နောက်ရပ်ပါတော့တယ် Lex ကသူရဲ့ရန်သူကြီးနတ်ပြရောင် Kryptonite နဲ့ထိတွေ့ထားလို့အကြီးကြီးဖြစ်နေတယ်ဆိုတာကိုနားလည်ကြောင်းပြောတယ်အဲ့ဒါကိုမ ှအနီရောင်ခရစ်ပတိုနိုင်နဲ့ပေါင်းလိုက်ရင်ကောမင်းပါဖြစ်မလဲဆိုပြီးတော့ပြောလိုက်အပြီးမှာအခုန Special ဒုံးကြီးအနီရောင်ခရစ်ပတိုနိုင်ဒုံးကြီးနဲ့ထူပြလိုက်ပါတယ်တော်တော်ဆိုးတဲ့ကတုံးမေငါတော့အယောင်တွေကိုပေါင်းလိုက်ပြီးဟေ့ဘာဆက်ဖြစ်မလဲဆိုတာကိုကြည်လိုက်တော့လို့ပြောပြီးမျက်လုံးနဲ့အနီရောင်ပြောင်းသွားတာစူပါမန်ကဒေါ်ဒထွက်လာတာကိုကြည်ပြီးတော့ချက်ချင်းပဲဂျေနက်စွာနဲ့ပဲအဝေးကိုပြန်ပြီးတော့ထွက်သွားလိုက်ပါတယ် of course အနီရောင်ခရစ်ပတိုနိုင်ဒီစူပါမန်ကိုဒေါ်ဒထွက်စေတယ်ဒါမှန်နဲ့မတူတော့ဘဲနဲ့အကုန်ကိုဖျက်ဆီးရိုက်ခွဲမဲ့ပုံစံကြီးကိုပြောင်းလဲသွားစေတယ်အဲ့နဲ့အချိန်မီပဲ ူပါမန်ကိုထိန်းဖို့အတွက်စာဘက်လွတ်လိုက်တဲ့ Wonder Woman, Green Lantern နဲ့ Adam Smasher တို့အဖွဲ့ကလည်းရောက်လာကြပါပြီ။ Superman ဒီရှူရှူငါ့ကိုလာမရှုပ်နဲ့ရင်ကောင်းလေးလို့ပြောပြီးတော့သူ့စီကိုပြန်ပြီးတော့လာနေတဲ့ Wonder Woman ကိုလက်နဲ့တောက်ထုတ်ပြလိုက်တယ်။ Wonder Woman တယောက်လည်းလွင်ထွက်သွားပါတယ်။ဒါကိုမြင်တော့ Green Lantern ကလန့်သွားတဲ့ Adam Smasher ကိုခေါင်းရောင်းလိုက်ပြီးတော့မင်းထိန်းထားလိုက်ငါလူတွေကိုအမြန်ပြေးကယ်လိုက်အောင်မယ်လို့ပြောပြီးတော့ထွက်သွားလိုက်ပါတယ်။ဘာမသိညာမသိနဲ့ Adam Smasher ကလည်းသူ့ဘာသာသူခုံယူသွားတဲ့ Superman ကိုထိန်းရမှာလားဖြစ်ပါတယ်လို့ပြောပြီးတော့ ဆူပါမန်ဒန်တူအကောင့်အကြီးကြီးကိုပြောင်းလဲပြစ်လိုက်ပါတယ်။ဘယ်ဆူပါမန်ဒီအနီးနားကိုရောက်လာပြီးတော့တစ်ချက်တည်းထိုးလိုက်တာနဲ့တင်သူကမြေပြင်ပေါ်မှာပတ်လက်ကြီးလဲကျသွားပါတယ်။ဘတ်စတိုအဒမ်စမက်ရှယ်ဒီဆူပါမန်ကိုရအောင်ချုပ်ပြီးတော့ထိန်းထားနိုင်သေးတယ်။ဒါပေမဲ့သူကတိုက်တွေပြူအောင်တာဟိုကင်ပေါက်ဒီကင်ပေါက်လှုပ်တာကိုပဲလိန်ခံနေရပါတယ်။ဂရင်းလန်ဒန်ကလည်းကူပြီးတော့ချပေးရမယ့်အစားအဒမ်ကြောင့်လဲသွားတဲ့တိုက်တွေပေါ်ကလူတွေကိုဒါလိုက်ပြီးတော့ကဲတင်ပေးနေရတယ်။နောက်ဆုံးဘသူမှမနိုင်တော့ဘူး။ထိန်းမရတော့ဘူးဆိုတဲ့အချိန်ကိုရောက်လာတဲ့အခါအချိန်ကိုက်အဖြေတစ်ခုနဲ့ ဲ့အတူစာဘတ်ကလည်းယောက်ချလာတယ်။သတင်းကောင်းလို့တွေးမိနေတော့သူ့ရဲ့အနောက်ကနေပြီးတော့ Lex Luthor ရဲ့ Kimo Monster ကြီးကလည်း Metropolis Muse ကိုယောက်လာနေပြီဆိုတာကိုမြင်လိုက်ရပြန်တယ်။ Batman ကလေရင်ပြန်ပေါ်မှာ Superman ကိုပြစ်ဖို့အတွက်ဒုံးကြီးတစ်ခုကိုပြင်ဆင်လာပြီးပြီ။သူကတွတ်ချက်ထားတဲ့အတိုင်းအမဲအောင် Kryptonite ကိုကြီးအဖြစ်ထည့်လိုက်တယ်။မြျော့မြော့ပဲကြံတော့တဲ့ Atom ကို Levin ကနေပြီးတော့ခြင်ထားတဲ့ Superman ရဲ့ရှင်ဘက်စီကိုတေ့ပြီးတော့ပြစ်ပစ်လိုက်ပါတယ်။ညှော်လင့်ထားတဲ့အတိုင်း Superman ကချက်ချင်းပဲအကောင်လေးပြန်ပြီးတော့တေးသွားတယ်။ဒေါတာထွက်နေတဲ့စိတ်ကိုပါပြေသွား သွားစေပြီးတော့တာမန်စိတ်ပြန်ပြီးတော့ပြောင်းသွားလိုက်ပါတယ်။ဒါပေမဲ့ကန်ဆိုးမှုတွေကဆက်ပြီးဖြစ်နေတော့မယ်။သူ့မှာနာဖို့အတွက်အချိန်ရှိမနေပြန်ဘူး။မျိုးရဲကိုလာနေတဲ့တံတားကြီးကိုတော့မှဖျက်ဆီးနေပြီဖြစ်တဲ့အခြားဘသူမှလည်းမတားနိုင်တဲ့ရေဒီယိုတက်တီကြွဓာတုမွန်စတာကြီးကိုတားရအောင်မယ်။စူပါမန်ကတုံဆိုင်ခြင်းမရှိဘူး။ချက်ချင်းပဲကောက်ပြန်ထွက်သွားလိုက်တဲ့မွန်စတာကြီးစီကိုဖောက်ပြန်ဝင်သွားတဲ့လက်တွေကိုဆွဲဖြုတ်တဲ့လေဆာနဲ့ပစ်တဲ့နောက်ဆုံးပတ်ဝန်းကျင်ပေါ်မှာထိခိုက်မှုမရှိအောင်အတွက်အကောင်ကြီးရဲ့တစ်ခုလုံးကဓာတုအရေတွေအကုန်လုံးကိုသူ့ရဲ့ပါစံနဲ့စုပ်ယူသ တောက်ပစ်လိုက်ပါတယ်။နောက်ဆုံးအရေးတွေကုန်သွားတဲ့အခါ Monster ကြီးလည်းပူပေါင်းပုံစံပဲကြံပြီးတော့ရေထဲကိုပြုတ်ကျသွားတယ်။ Superman ကိုယ်တိုင်လည်းမျော့မျော့ပဲကြံပြီးတော့တံတားပေါ်စီကိုပြန်ပြီးတော့ကြာလာပါတယ်။အခုနထိထားတဲ့အမဲရောင် Kryptonite ရဲ့တက်ရောက်မှုအပြင်အခုဓာတုအရေးတွေကိုပါတောက်ပစ်လိုက်ခြင်းက Superman အပေါ်မှာဘယ်လိုတက်ရောက်မှုရှိလဲဆိုတာကိုတွေးတောင်မတွေးကြည့်နိုင်ဘူးဆိုပြီးတော့ Batman ပြောတာကိုမြင်လိုက်ရတယ်။နောက်တစ်မျက်နှာမှာတော့ Superman ကအဖြစ်အပျက်တွေကြောင့်ခလေးလေးပုံစံကိုပြောင်းသွားလိုက်ပြီးဆိုတာကိုမြင်လိုက်ရပြီး comic ကအဆုံးသတ်သွားပါတယ်။ဆိုတော့နောက်တစ်ပိုင်းမှာတော့ Super မန်းကဘလို့အရှုပ်တွေကိုထပ်ပြီးတော့ကြုံတွေ့ရအောင်မလဲကြံနေသေးတဲ့ Rainbow Crypto Night ကတော့ဘာတက်ရောက်မှုရှိမလဲဆိုတာကိုနောက်လထွက်လာမယ့်အပိုင်းမှာလာရောက်ရှုစားပေးကြဖို့အတွက်ကိုလည်းအားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဗီဒီယိုကိုဒီချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်